မုံနေအစုံလင်းနဲ့မုံတယ်လေးလာပါပြီရှင်စနက်ပိုင်းအမမီနီမတ်ရဲ့လိပ်ပါအောင်မင်းနေကြတဲ့ဒီဒီအတွက်ဆိုင်လိပ်စာလေးရတော့အမှတ်27ဥချက်မောင်တိုင်းရတနာပန်းကျန်ရှိလမ်းဆောင်ဘက်တိုင်းဗဟန်းမြို့နယ်မှာရှိပါတယ်နော်ဒါလေးရတော့မီနီမတ်ဘက်မှာပါအခုဆိုရင်ဒီမီနီမတ်ဘက်မှာဒီညာဘက်ဟိုပစ္စည်းရောက်ထားတဲ့ဟာလေးကိုဖောက်ပြီးတော့တစ်ခါလေးပစ္စည်းတွေစီပြီးတော့ထည့်နေတယ်မုံတစ်တည်းလည်းအများကြီးရောက်ထားပါတယ် ဆိုင်ုံလာဝယ်မယ်သူတွေဆိုလို့ရှိရင်မဟုတ်တက်တွေအများကြီးရောက်နေပြီဆိုတော့လာဝယ်လို့ရပါပြီเนาะအခုဒီဆိုင်မှာမမုတ်နေရှိလဲဆိုတာအပြက်ပြပြီးတော့အနောက်ဆောက်ကြည့်ပါဦးเนาะ ဝေဖာလေးတွေကိုမှကြမ်းကြက်တက်တဲ့သူတွေအတွက်ယူရီးယားဝေဖာကောင်းကောင်းလေးအရသာကောင်းကောင်းလေးတွေကိုဒီဆိုင်မှာရရှိနိုင်ပါတယ်နော်ဒီဝေဖာဆိုလို့ရှိရင်သူကချောကလက်ဝေဖာယူမလားနှုတ်ဝေဖာယူမလား cheese ဝေဖာယူမလားပြီးတော့ပုံစံလေးတွေအစုံအရသာလေးတွေအစုံနဲ့တစ်စိတ်အစုံကိုရရှိနိုင်ပါတယ်ကဲကလေးအကြိုက်ချွတ်ချွတ်ချင်းချင်းလေးတွေစားချင်တဲ့သူတွေ jelly လေးတွေစားချင်တဲ့သူတွေတို့ဆိုလည်းပင်မမမရနိုင်တဲ့ jelly တွေကိုဒီ snack by mm minimum မှာဝယ်ယူရရှိနိုင်ပါတယ် ဒီဘက်ချမ်းမှာဆိုရင်ဘာတွေရှိမလဲဆိုရင်တော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လေဝေဖာချောင်းတွေရှိတယ်ပြီးတော့ဝေဖာကိုတသေးလေးစားချင်လားအကြီးကြီးစားချင်လားအလယ်အလတ်လေးစားချင်လားရဲ့ပြီးတော့ marshmallow လုံးလေးတွေလည်းရှိတယ်အားလုံးဝေသူတွေအားလုံးကိုစိတ်ချမ်းပါစေဖို့တနေရာတိုင်းမှာလည်းပစ္စည်းအစုံကိုရရှိနိုင်မှုအတွက်ကိုစူးစမ်းပြီးတော့ဖြည့်ပေးထားပါတယ်နော်ဒီမှာကြည့်ပါဦးဂျယ်လီတွေဆိုတာလေဘယ်နှမျိုးရှိတယ်ဆိုတော့အားတော့မှရီတွက်လို့မရနိုင်အောင်လို့ဂျယ်လီတွေကိုအစုံရှိတာပါနော် လုံးဝချောင်းမဆိုးစေရပါဘူး။အင်ရသမီးလေးဆိုလို့ရှိရင်လည်းအမြဲတမ်းစားနေတဲ့မုံနေပါဒီမုံနေကလေအရန်ဟိုမှာရောင်းကောင်းပြီးအရန်ဟိုမှာစားကောင်းတဲ့မုံနေစုံနေတဲ့မုံနေကို တနည်းအားတိုင်းမှာရရှိနိုင်ဖို့ဆိုလို့ရှိရင်เนาะစနပ်ပိုင်း MM မိညီမက်ကနေပြီးတော့ကြိုးစို့ပေးရစီเนาะဒီမှာကြည့်လိုက်ပါအောင်ဒီမှာရှိတဲ့မုံနေဆိုလို့ရှိရင်ဘယ်မှာမြင်ဘူးလဲဆိုတာပြောကြည့်ပါအောင်ဒီမှာပဲရှိတယ်เนาะဒါစနပ်ပိုင်း MM မိညီမက်နေမှာပဲရှိပါတယ်ချစ်စရာကောင်းတဲ့ဆိုင်ပြင်းစင်ပုံစံလေးရဲ့မုံမျိုးပေါင်းများစွာကိုထောင်နဲ့ချီပြီးတော့အရင်အတွက်ရှိပါတယ်တမျိုးနဲ့တမျိုးလုံးဝအရသာလည်းမထက်စီရပါဘူးဘယ်လိုပုံစံမျိုးလိုချင်တာလဲဘယ်လိုအရသာမျိုးစားချင်တာလဲဆိုတာလေးကိုဒါအိမ်ကနေစဉ်းစားလာတယ်เนาะ ဒီဆိုင်ုံရောက်ပြီဆိုလို့ရှိရင်တော့ကို့အိမ်ကိုပြန်ဖို့အတွက်လိမ့်စာတော့မိသွားလောက်တဲ့ကြီးဒီဆိုင်မှာရှိတဲ့မုတ်နေတဲ့ဒူးစီးမျောနေမှာပဲဖြစ်ပါတယ်ဒီဆိုင်လေးကိုလာမယ်ဆိုလို့ရှိရင်တော့ကို့ရဲ့အိမ်လိမ့်စာလေးတွေကိုတေချာမှတ်ထားခဲ့နော်ဒါကြာဒီဆိုင်ရောက်မုတ်နေကိုကြည့်ပြီးမိပြီးတော့အိမ်ပြန်ဖို့အတွက်အိမ်လိမ့်စာပါမိသွားတဲ့အထိဆွဲဆောင်နေမယ်ဆိုတာတော့တကယ်ကိုရှင်ကြည်ပါရှင့်